ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ကိစ္စ ILO ကိစ္စကကျွန်တော်လဲဒီကိစ္စကဟိုတိုက်ပြီးတော်တော်စင်မကောင်းစရာပဲတချို့လူတွေကကြိတ်ပြောရင်ပြောနေမယ်ကျွန်တော်တို့ကဒါပြောရမယ့်ကိစ္စလို့မထင်ဘူး ILO ကကျွန်တော်တို့မြန်မာနိုင်ငံကိုမနစ်ကတနစ်ကတည်းတောက်လျှောက်သူစူးစားနေတာအဲ့ဒါအဓိကအဲ့ဒါဟိုလုံနေတဲ့ဖွဲ့စည်းရလဲအခြားဖွဲ့စည်းမဟုတ်ဘူး NUG အုပ်စုကစူးစားနေတာဆိုတော့အဲ့အဲ့ ILO ကနေပြီးတော့ကျွန်တော်တို့ဘုံမှာဟိုဟာချလိုက်တယ်ပေါ့ဒီ recession ချတယ်လို့ recession ချတယ်လို့ခေါ်တာပေါ့ အာတီကယ်33အရာကျွန်တော်တို့တန်ခတ်ရေးယူပိတ်ဆိုခြင်းနေလုံမယ်ဆိုပြီးတော့စပြီးကျင်းကြတယ်နော်ကျင်းကြတာဒီနေ့သူတို့ဆုံးဖြတ်ချက်ချတယ်ပေါ့ဗျဆုံးဖြတ်ချပြီးတော့ကျွန်တော်တို့နိုင်ငံကိုဆုံးဖြတ်ချပြီးတော့တို့ကခုနဒီရေးယူဖို့လုံမယ်ဆိုပြီးကျင်းကြတယ်ဆိုတော့အဲ့ဒါကအဲ့လိုလုပ်လိုက်ရင်မြန်မာကဘာဖြစ်မလဲဆိုတော့မြန်မာတွေထိခိုက်တယ်တအားနဲ့နာဆုံးရှုံးကြီးဖြစ်တယ်အဲ့ဒါကိုမသိကြဘူးအခုဒီနေ့9ရက်နေ့သတင်းအရာပေါ့နော်9ရက်နေ့ထုတ်ပြန်လာတဲ့ IL ထုတ်ပြန်လာတဲ့သတင်းအရာနော်ဒီ9ရက်နေ့ပေါ့133ချိန်မြောက်ပြည်ဆိုင်လူသမားကြီးလာခဲ့ ILC မှာတဲ့ ILC မှာ စစ်တပ်ကိုနိုင်ငံတော်လူစွာဖွဲ့ချုပ်ဖြစ်တဲ့အာရလိုပြတ်တန်းချက်ပုံမှန်သုံးဆုံးနဲ့ရည်ဥပကန့်ကွက်သူမရှိပဲဒီလိုဆုံးဖြတ်လိုက်ပါတယ်တဲ့နော်ဆိုတော့ဒီအာရလိုရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာဖို့ဆောင်ရွက်ဖို့လိုတယ်မြန်မာနိုင်ငံကမြန်မာနိုင်ငံအာရလိုဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တာဖြစ်တော့လိုတယ်အဲ့တော့လိုက်နာပါမလိုက်နာလို့ရှင်ပုံမှန်သုံးဆုံးနဲ့ရည်ဥနိုင်ရည်ဥခံရနိုင်လို့ပေါ့နော်ဆိုတော့သူကဘာလဲဆိုတော့ဒီမြန်မာကဒီစစ်တပ်ကပေါ့နော်စစ်တပ်ကစစ်ကကာနာယူပြီးတဲ့နောက်လူသမခွေချိုးဖောက်တာတွေစင်ပူနာဥပဒေကြောင့်တတ်မှတ်ချက်နဲ့ရောပြီးပြည်ပနိုင်ငံကိုလှုပ်လှုပ်ခွင့်ပိတ်ပိတ်တာတွေနော် အာနိုင်ငံမှာအဲ့ဒါမှစစ်မှုထမ်းခိုင်းတယ်လို့သူတို့သုံးတာပေါ့နော်လူသမားသင်းဖွဲ့စည်းတာကန့်သက်တာတို့ဖမ်းဆီးတယ်လောက်တာတို့စသဖြင့်အဲ့ဒါမျိုးတွေဟိုဒါရီယာမြန်မာနိုင်ငံထိခိုက်ပါတယ်ပေါ့ဗျာဆိုပြီးတော့သူတို့မြန်မာနိုင်ငံဒါဥပဒေချိုးပေါက်တယ်ပေါ့သူတို့သတ်မှတ်တယ်ပေါ့အဲ့ဒါကိုသူတို့ရဲ့ဒီဒီ2024နိုဝင်ဘာ6ရက်ကကျင်းပတဲ့ Geneva Conference မှာကတည်းကစပြီးတော့အဲ့ကောင်အေးအေးကိုစပြီးဆွဲလာခဲ့တာ plan ဆွဲတာဒီ2025ဂျွန်လ9ရက်လဲရောက်တော့မြန်မာထိတာပဲအဲ့တော့ ILO ရဲ့ပုံမှ33ရာအရေးယူခံမယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့ကုလသမဂ္ဂ agency တွေကနေထောက်ပံ့တဲ့နည်းပညာတို့လူသားချင်းစာနာထောက်ဖို့အကူအညီတို့ နော်တာတမန်ရေးဆရှိတာရက်သွားနိုင်တယ်နော်ဆရှိတဲ့စသဖြင့်ပေါ့ဗျာမြန်မာနိုင်ငံမှာဖြစ်နေတဲ့ဒီဟိုနားလည်အလွယ်ဆုံးစကားနဲ့ပြောရမှာသူတို့ technical term တွေကျွန်တော်ပြောတာရှင်းပါဆိုနားလည်ဆုံးပြောရင်အခုမြန်မာပြည်မှာအထယ်ချုပ်ဖနာချုပ်ဘားချုပ်ညာချုပ်ဆိုအလုပ်သမားနဲ့ပတ်သက်တဲ့ဒီကျွန်တော်တို့ရနေတဲ့အခွန်အခတသက်သာခွင့်ဒီဘာညာတွေပေါ့ကျွန်တော်တို့နိုင်ငံအလုပ်ပေးနေရတယ်ပေါ့အဲ့ဒီအကုန်လုံးရက်တောက်ရက်တန်သွားနိုင်တယ်ဖြတ်တောက်ခံရနိုင်တယ်ပိတ်ဆို့ကန့်သက်ခံရနိုင်တယ်အဲ့ကြရင်မြန်မာပြည်မှာရှိတဲ့စက်ရုံတွေမှာလုပ်နေအလုပ်သမားအခုကျွန်တော်တို့သိတဲ့လောက်3သိန်းနဲ့5သိန်းကျရှိမယ်အလုပ်သမားအဲ့လိုမှဒူကြီးရအကြီးကျယ်ဒုက္ခရောက်ကြအောင်အကြီးကျယ်ဒုက္ခရောက်အဲ့တော့ ဒီ ILO ရဲ့ဆုံးဖြတ်ချက်ကိုဘယ်သူကသွားပြီးအတင်းတွန်းပို့တာလဲဆိုတော့ NUG အုပ်စုက ILO မှာသွားပြီးတော့မြန်မာအစိုးရစစ်ကောင်စီကိုအေးအေးယူတင်နေပါညပြတော့သူတို့ကစစ်ကောင်စီကိုအေးအေးယူပါလို့ပြောနေပေမဲ့တကယ်တမ်းကျတော့သူတို့အေးအေးယူနေတာစစ်တပ်ကိုအေးအေးယူတယ်လို့ပြောပေမဲ့တကယ်တမ်းထိသွားတာဘယ်သူထိလဲဆိုတော့အခြေခံအောက်ခြေပြည်သူလူထုမှကြီးသွားထိတယ်အခုနင်းတိုင်းနဲ့စက်ရုံမှာသူကသူအလုပ်လုပ်နေတဲ့လူထုမှတွေအကုန်လုံးကနင်းတိုင်းနဲ့အလုပ်လက်မဲ့ဖြစ်တော့တယ်ဖြစ်သွားနိုင်တယ်ပေါ့ဗျာမဖြစ်တော့ဘူးဖြစ်တော့ဖြစ်သွားနိုင်တယ်သူတို့လုပ်လိုက်တာเนาะအဲ့တော့ဘယ်လိုထိလဲဆိုတော့အဲ့လောက်ထိရပေါ့အဲ့တော့ သူ့ရဲ့ဒီဒီဒီ IO လဲဆုံးဖြတ်ချက်နဲ့အလို့သဘောဘာသာပြန်ဆိုချက်ဆိုတာကျွန်တော်ခုရှိတယ်ကျွန်တော်ခင်ဗျားတို့ကိုဒီအလို့သဘောအလို့သဘောပြန်ဆိုချက်ကိုကျွန်တော်ဖတ်ပြမယ်အင်္ဂလိပ်သူအင်္ဂလိပ်မှာပါလာတဲ့ဟာကိုကျွန်တော်တို့ပြန်ပြီးတော့လိုရင်းကျွန်တော်ပြောပြကြည့်မယ်အဓိကဘာပါလာလဲဆိုတော့နော်အပြည့်ဆိုင်လို့သဘောဖွဲ့ရဲ့ညီလာခံဟာ25ရက်ဂျီနီဗာမှာကျင်းပတယ်ပေါ့ဗျာအဲ့တော့12ခုမြောက်အစည်းအဝေးအောက်မှာတဲ့မြန်မာနိုင်ငံ1948လွတ်လပ်ရေး1948ကကြပြတ်ထားတဲ့လွတ်လပ်စွာစုဝေးခွင့်စုပေါင်းတောင်းဆိုညီနိုင်ခွင့် convention အမှတ်89 1930က အခုနှစ်ရဲ့ဒီအတ္တမစိက္ခာမှု convention အမှတ်29ကိုလိုက်နိုင်မှုမရှိဘူးတဲ့အဲ့ဒါဆိုသက်စစ်ဆေးဖို့အတွက် ILO ကနေအခြေခံဥပဒေပုံမှန်26ရက်ဖွဲ့စည်းတဲ့စုံစမ်းရေးကော်မရှင်ရဲ့အကြံပြုချက်ကိုလိုက်နာဖို့ ILO ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်33ရက်အရေးယူဆောင်ရွက်ချမှတ်ရရန်တဲ့ပြီးဆိုင်ရာလူသမားယုံရဲ့အုပ်ချုပ်ရေးအဖွဲ့တင်ပြတဲ့အစုပ်ချုပ်ကိုထည့်သွင်းစဉ်းစားပြီးတော့နော်စဉ်းစားပြီးတော့လှုပ်ဆောင်တယ်ပေါ့ဗျာနော်စစ်အာဏာပိုင်တွေကပေးရတဲ့နောက်ထပ်အချက်အလက်များကိုမှတ်သားပြီးတော့တဲ့၎င်းတို့ရဲ့ရောက်လို့ပါတဲ့နောက်နောက်ဆုံးအစီအခံစာမှာမြန်မာနိုင်ငံလွတ်လပ်တဲ့လွတ်လပ်မှုနဲ့ဂုဏ်သိက္ခာစီတို့ဆိုတဲ့အာခေါင်းစဉ်အဲ့ဒီခေါင်းစဉ်ကော်မရှင်ရဲ့ အဲတမချက်ဒီအရာလဲကောင်းတဲ့ပွဲရန်ပြက်ကွက်မှုတွေရှိတယ်ပေါ့ဗျာစသဖြင့်အဲ့တော့တို့အနေနဲ့တော့တို့ရဆုံးမချက်တွေပြောမယ်ပေါ့ဗျာနင်တို့ပြီးတော့ဖွဲ့နိုင်ငံနေရဲ့ဟွာရဆိုရင်တော့တဲ့တင့်ချက်ကဝတ်ရတာဝင်ကြည့်ပြီးတော့မပြတာနိုင်တဲ့နောင်ကျင်းပါမယ်အစီအစဉ်မှာမြန်မာနိုင်ငံက convention အမှတ်89 29ကိုအသုံးချခြင်းစုံသက်စီးကော်မရှင်အကြံပြုချက်အကောင့်တွေပေါ်ချင်းကိုဆွေးနွေးရန်စံနှုန်းများလိုက်အကောင့်တွေပုံဆိုင်ရာကော်မတီရဲ့အထူးစီဝေးကိုကျင်းပရန်ဆုံးဖြတ်တယ်တဲ့เนาะအဲ့တော့ အစိုးရရဲ့အလုပ်ရှင်လူသမားတွေကိုလည်းအောက်ပါတိုင်းဆော့ဖိတ်ခေါ်ပါတယ်တဲ့နော်နိုင်ငံတကာအလုပ်သမားတွေကဖွဲ့စည်းခွင့်အထက်မှခိုင်းစီမှုပုံစံအလုံးကိုပေါက်ပေါက်ဆဲမြင့်တင်တဲ့အစသဖြင့်ပေါ့ဒါတွေကပြောရရင်တော့တော်တော်စာမျက်နှာရှိတယ်အရေးကြီးဆုံးကတော့မြန်မာနိုင်ငံကိုပိတ်ဆို့ကန့်သတ်မှုတွေလုပ်ရန်ဆိုပြီးနိုင်ငံတကာဖွဲ့စည်းတွေကိုသူကသုံးဖြတ်ချက်ပေးလိုက်တာလုံရင်ရတော့ကျွန်တော်ခင်ဗျားတို့အရှိန်ဖက်ပြတဲ့တညကုံသွားနိုင်တယ်နော်စာမျက်နှာတွေအများကြီးနဲ့ဆိုတော့အဓိကတော့မြန်မာနိုင်ငံက IOS ဟိုအရာရည်ရွယ်မှုရမြန်မာနိုင်ငံမှာရှိတဲ့ အလုတ်လုံနေတဲ့ခုအထဲချုပ်တွေပရာချုပ်ဆက်ချုပ်ချုပ်ဘာချုပ်ညာချုပ်တွေကိုပစ္စည်းခုအော်ရာမာတဲ့နိုင်ငံတွေရှိတယ်အဲ့အော်ရာမာတဲ့နိုင်ငံတွေကမမှားအောင်လို့ဒီအာယာလိုရဲ့ဟွာရစီမင်းစီကံရအောင်မအောင်လို့ဥမာမြန်မာနိုင်ငံကပြီးခဲ့တဲ့လောက Editex ပေါ့နော်ကုမ္ပဏီက Editex ကုမ္ပဏီကပေးပြီအာမင်းတို့ဘယ်လိုမှမသွားချုပ်လို့မြန်မာပြည်မှာသူ့ရဲ့အာချုပ်တဲ့မွေးရမြန်မာပြည်ကဆိုရင်မင်း Editex ကမြန်မာပြည်ကိုချုပ်တယ်ပို့ဟုတ်လားအဲ့ဆိုတော့မင်းမင်းငါတို့ငါတို့လုံသမားစီမင်းစီကံချုပ်ပေါ့ဘူးကြောင့်မင်းငါတို့ကရေးယူမယ်ငါတို့ဘာလို့မကြောက်လို့ဆိုတော့ Editex က Editex ကကျွန်တော်တို့မပို့တော့အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့တိုင်းရဲ့ပို့တာမဟုတ်ဘူး သူကထိုင်ဝမ်ပို့လိုက်တယ်ထိုင်ဝမ်နေမှာပြူထိုင်ဝမ်မှာရှိတဲ့သူ့ရဲ့သူတို့ရဲ့ partnership သူကငါတို့ဖနက်တန်းလိုချင်တယ်ဆိုပါသူဖနက်တန်းလိုချင်တယ်သူမှားလိုက်မယ်အဲကြရင်အဲထိုင်ဝမ်ရှိတဲ့လူကဈေးတရားနိုင်ငံထက်ရှာတယ်မြန်မာကိုတွေ့တယ်မြန်မာကိုရော့မင်းတို့တန်းချုပ်ဆိုပေးလိုက်တယ်အဲ့တော့မြန်မာကချုပ်တယ်ပတ်ဆိုင်ရတယ်မြန်မာလောကရတယ်ပေါ့အခုအဲ့မကျအဲ့တက်ကသူတိသွားပြီပြောင်းမင်းမင်းကိုငါပေးတာမြန်မာပေးဖို့မဟုတ်တော့မင်းမယ်ငါပေးတာမြန်မာမပေးရဘူးဒါမျိုးအထိပိတ်ပင်ကန့်သတ်တာဖြစ်လာနိုင်တယ်ဆိုတော့ အထည်ချုပ်လုပ်ငန်းလောကသားဖဏချုပ်အထည်ချုပ်နဲ့လောကသားလုပ်သမားတွေကိုထိခဲ့သွင်းနေတယ်။ညောကြီးမှာပိုင်သာစက်မှုဇုံနဲ့ဒီရန်ကုန်မှာရှိတဲ့စက်မှုဇုံတွေ20ကျော်မှာအလုပ်သမားကသိန်းနဲ့ရှိရှိတယ်။အဲ့ဒီလုပ်သမားတွေသိန်းရ3သိန်းနဲ့9သိန်း5သိန်းချားရှိတယ်လို့ကျွန်တော်ကြားတယ်။အဲ9သိန်းလောက်လည်းရှိပြောကြတယ်။ဒါပေါ့တော့သိန်းနဲ့ရှိရှိတဲ့အလုပ်သမားတွေကအကယ်၍ဒီအချုပ် order ပေါ့နော်။အချုပ်လုပ် order မရတော့ရင်ပြတ်သားတက်ပြီ။ဆိုတော့တက်ဆိုင်ရာဟိုနိုင်ငံတွေကလည်းတက်ဆိုင်ရာပစ္စည်း brand ကြီးတွေကလည်းမြန်မာပြည်ကိုပေးရင်ငါတို့ပြတ်သားတက်နေတယ်။ငါတို့မပေးဘူးကွာ။ဆိုရင် တခြားဘယ်ဘယ်နိုင်ငံပြီးတော့ခြားနိုင်ငံတွေကိုပြီးသွားနိုင်တယ်အဲဆိုထိခိုက်နေတာမြန်မာထိခိုက်မှာနောက်တစ်ခုကမြန်မာနိုင်ငံကပစ္စည်းတွေနဲ့ပတ်သက်အောက်ခွန်သက်တာအောင်လုပ်တာတို့ဘာအကုန်ခါစားသမီးပြောသက်တာအောင်လုပ်တဲ့ဟာမှတမန်အကုန်လုံးကန့်သက်ခံသွားနိုင်တယ်ဒါကြောင့်မြန်မာနိုင်ငံတွက်ကနိုင်ငံသူမှရှိတဲ့ဒီစိတ်အောင်လုပ်သားတွေအခြေခံလုပ်သမားတွေတို့ကတော့အရန်ထိခိုက်သွားတယ်အဲ့တော့ဗိုလ်ချုပ်မှုရှိမဲအွန်လိုင်းနဲ့ဗိုလ်ချုပ်ကြီးတွေကအေးရအောင်မပြောဘူးအေးစစ်စစ်ပဲတခုတော့ရှိရသူတို့ကပြောလိမ့်မယ်ဟေး ဒီအလို့သမားတွေအလို့မရှိတော့တဲ့နေ့မှာဝိုးချုပ်ကြီးမင်းအောင်လာကိုဆန္ဒပြောက်လို့မပြောနိုင်ဘူးဝိုးချုပ်ကြီးမင်းအောင်လာနဲ့အစိုးရဘက်ကဟိုစပေါ်တော်လာပုံကောင်းမှုတွေမလုပ်ဘူးလို့မပြောနိုင်ဘူးစသဖြင့်တို့ကဘောင်းမြန်စဉ်းစားပြီးတော့အလို့သမားအလို့သမားလူတန်းစားကြီးမှာကြားထဲမှာအလုတ်ကန်ခွန်လန်းနေပျက်စီးသွားအောင်လုပ်တဲ့အတွက်ပျက်စီးသွားတာဒါဆက်အာနာရှင်ရှိလို့ငါတို့အလုတ်ကန်ခွန်လန်းပျက်စီးတာဆက်အာနာရှင်ငါတို့ချရမယ်ဆိုတော့စိတ်မျိုးဝင်သွားစေခြင်းနဲ့စိတ်ဓာတ်နဲ့များလုတ်တလားဆိုတဲ့မေးခွန်းရှိတယ်ဒါပေမဲ့ကျွန်တော်အမြင်ပြောရရင်တော့ပြည်တွင်းမှာကြံနေခဲ့တဲ့လူတွေအကုန်လုံးရဲ့ရင်ထဲမှာရှင်းရှင်းလေးပဲကိုယ့်အကူလုတ်ကန်ရှာဖွေစားသောက်ခြင်းနဲ့ကောင်းကောင်းကောင်းအေးအေးဆေးဆေးလုတ်ကန်စားသောက်ခြင်း ခင်ဗျာဆက်အာနာရှင်နေဒီမိုကရေစီအာနာရှင်နေဘယ်သူပါရည်ပဲသူကောင်းတဲ့ထဲမှာပေါ့သူတို့ကောင်းမှအဲ့ဒါလည်းသိမှရှိတော့ပြီးသွားပြီသူတို့ဘဝတွေကသူတို့သူတို့ပဲအေးစီရှင်သာနေချင်ကြတာဒါပေမဲ့အဲ့ဒါကိုအတင်းကြကြီးကနာဒီအတင်းကြကြီးဒုက္ခရောက်အောင်လုပ်တယ်ဆိုတာကတော့အဲ့ပြည်သူလူထုပေါ်ထားတဲ့အဲ့ဒီ NUG နဲ့သူ့ရဲ့ဘတ်တော်သားတွေစိတ်ဆီနေတာပဲဆိုတော့ဒါကိုသွားပြီးတင်တဲ့လူတွေကလည်း NUG နဲ့ပေါင်းစပ်နေနိုင်ပြီလောက်ကင်နေတဲ့ဒီအလုသမားကြီးလှုပ်ရှားတဲ့တက်ကြွလှုပ်ရှားသူအဖွဲ့တွေကအတကုန်သွားတင်နေတာ ဟိုဘက်နိုင်ငံတွေကလည်းမြန်မာပေါ်မှာအမြင်ဆောင်းနေရဆိုတော့ငโกရဲကဆောင်းပြီးသားဆိုတော့ညာတာထောက်ထားမှုမရှိပဲဆုံးဖြတ်ချက်ချတယ်အဲ့တော့မြန်မာနိုင်ငံနေနေတော့ထိနာနေတော့နားနိုင်ရတယ်နားနိုင်ပါတယ်သို့တော်လည်းသို့တော်လည်းပြန်လည်ပြောရတော့ဒီလိုမျိုးကိစ္စတွေကအခုမှမဟုတ်ဘူးဦးသန်းရွှေလက်ထက်ကလည်းကြုံခဲ့ပူးတယ်ဒါလည်းကျွန်တော်တို့မြန်မာပြည်ကရအောင်ကြော်လွားခဲ့ပြီးပြီအဲ့တော့ဦးသန်းရွှေလက်ထက်မှာတခါကြုံခဲ့ပြီးဖြစ်တဲ့အတွက်ဦးမြောင်းလိုင်းလက်ထက်မှာလည်းဦးမြောင်းလိုင်းကြုံပြီဆိုရင်သူလည်းဒါကိုရင်ဆိုင်ကြော်လွားဖို့သူလည်းစဉ်းစားပါပဲပြီးတော့ကျွန်တော်နိုင်ငံပေါက်တဲ့နှစ်ဖူးကတိုးမထူးတော့ဘူးကြနိုင်ငံကကျွန်တော်နိုင်ငံအပေါ်မှာထားနေတဲ့စိတ်နေစိတ်ထားသဘောထားတွေကကုညီခြင်းနဲ့စိတ်ချက် ပြက်လို့ပြက်စီဖြစ်နေတဲ့စိတ်ကပုံများတယ်ကျွန်တော်တို့နိုင်ငံကူညီချင်ပါတယ်ဆိုတော့အိန္ဒိယတရုတ်လိုနိုင်ငံအိန္ဒိအိန္ဒိယတရုတ်နိုင်ငံတော့ရုရှားလိုနိုင်ငံထိုင်းလိုနိုင်ငံအိန္ဒိယလိုနိုင်ငံတော့မှပဲကျွန်တော်တို့ကသတိကြီးကြီးထားပေါင်းသိနေရတဲ့နေထားမှာရှိတယ်ခဲတော့ယုံကြည်ယုံမယုံကြည်ကျွန်တော်ပွင့်လင်းပြောတာအကုန်လုံးသတိထားပေါင်းနေတဲ့အချိန်မှာရှိတယ်အချိန်မှာရှိတယ်ဒါတော့ကျွန်တော်တို့တော်တော်လေး close ဖြစ်တဲ့ဟို friend တွေပေါ့နော် close ဖြစ်တဲ့ friend တွေ အဲ့ဒါတော့မှသတိကြီးထားပေါင်းနေရတယ်ဆိုရင်ခင်ဗျာကျွန်တော်တို့နိုင်ငံကိုပြက်လို့ပျက်စီးဖြစ်စေခြင်းနဲ့ဥရောပနိုင်ငံတွေဒီအမေရိကနဲ့အုပ်စုအနောက်အုပ်စုတွေကကျွန်တော်တို့နိုင်ငံကိုပြက်လို့ပျက်စီးဖြစ်စေခြင်းလားများတယ်အဲ့ခါကျတော့ကျွန်တော်တို့နိုင်ငံပေါ်မှာတို့ကအမြဲတမ်းဒုက္ခမျိုးစုံပေးနေလိမ့်မယ်အဲ့ဒါမှကျွန်တော်တို့အထင်ကြီးလေးစားမှုတို့ပေးနေဦးမယ်ဆိုရင်ရှင်းပြောရင်တော့ကျွန်တော်တို့ကျွန်တော်တို့မြန်မာလည်းကိုယ့်ကိုယ့်တစ်ကဘာလေးနဲ့ကိုယ်ပဲအေးစီနေကြတော့တယ်တခါကျရင်တချို့ပြောမယ်မြန်မာမြောက်ကိုရီးယားလိုဖြစ်သွားအောင်လေပါဘူး မြောက်ကိုရီးယားလိုဖြစ်သွားမယ်လို့သူတို့ပြောနေကြတယ်။မြောက်ကိုရီးယားလည်းတွားကြည့်ပါ။သူ့ဟာနဲ့သူတို့ကတော့တိုးတက်ဖွံ့ဖြိုးတာကြီးအများကြီးပဲ။မြောက်ကိုရီးယားဘယ်ကောင်းမှစော်ကားရဲဘူး။တိုက်တတိရှိလက်တဲ့ကောင်စော်ကားလေ။ဟိုကနျူနျူကလီးယားထုတ်ထွက်လေကိုကြင်မောက်ကုန်မှာ။ရှင်းပါရင်တော့ဟိုကအဲ့လိုလုပ်ထားတာကသူကလည်းသူ့နိုင်ငံကသူစင်အားတောင်းအောင်လုပ်ထားကြတယ်။ဆိုတော့တခါကြရင်ကျွန်တော်တို့လည်းကိုနီကိုဟန်မြောက်ကိုရီးယားစတိုင်ကိုတွားရမယ်ပုံပေါက်လာပြီ။သူတို့လုပ်မှာ။သူတို့ကျွန်တော်တို့တမင်ကိုသူကဘာလဲဆိုတော့ဟို isolate ဖြစ်အောင်လုပ်နေတယ်။ကျွန်တော်တို့ဒီဘက်အစိုးရကလည်း isolate မဖြစ်ချင်တဲ့ခါ live ပြီးတက်နိုင်သမျှညနေတိုင်းဆွေးနွေးတယ်ဒါပေမဲ့ဘလို့ဆွေးနွေးဆွေးနွေးသူတို့ကဘာလဲဆိုတော့နားတစ်ဖက်ပဲပါကြတယ် တော့ one side story တွေပဲသူကစဉ်းစားတယ်အစတွေကအစတွေကမြန်မာနိုင်ငံရဲ့အစိုးရတွေအပေါ်မှာမြန်မာနိုင်ငံအပေါ်မှာသူတို့ရဲ့စိတ်ဆင်နေမမှန်တဲ့အခါကျတော့ one side story တွေပဲသူစဉ်းစားပြီးတော့သူတို့လှုပ်ဆင်ခြင်းတဲ့အကြောင်းပဲဦးစားပေးစဉ်းစားပြီးလှုပ်ချလိုက်တာပဲတမင်ကိုလှုပ်တာမြန်မာနိုင်ငံပေါ်တမင်ကိုလှုပ်တာအဲ့တော့ထိခဲ့သွားတာပြည်သူတွေထိခဲ့သွားမယ်ဒါပါပဲအဲ့တော့ဒီကိစ္စနဲ့ပတ်သက်လို့မြန်မာအစိုးရဘာလုပ်မှလဲမင်းအခုလက်ရှိ NASA ကအစိုးရကအလိုမောက်ကြီးဌာနဘက်ကတော့ ီကိစ္စနဲ့ပတ်သက်တော့တုံ့ပြန်မှုတစ်ခုလုပ်လိမ့်မယ်လို့တော့ယူဆတယ်။တိုးတော်လည်းတုံ့ပြန်မှုဆိုတာကဒါနဲ့ပတ်သက်ပြီးကန့်ကွက်လာကန့်ကွက်လွာထုတ်တာတို့နော်ဒါဟိုဒီဟာနဲ့ပတ်သက်ပြီးပြန်လည်စဉ်းစားပေးဖို့ပြောတာတို့စသဖြင့်တစ်ခုခုပေါ့ဗျာမြန်မာဆိုတဲ့ဘက်က action တစ်ခုခုပြန်လုပ်လိမ့်မယ် reaction action တစ်ခုခုပြန်လုပ်လိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချတယ်။မနေ့ပြန်တဲ့ဘက်ကနောက်ဒီတနေ့အတွင်းမှာတေချာပေါ့ကောက်ချက်အဲတေချာပေါ့တို့ action တစ်ခုအနာဆက်ကအစိုးရရဲ့ထုတ်ပြန်ချက်တစ်ခုထွက်လာနိုင်ကြီးလည်းရှိတယ်။ဒါပေမဲ့အဲ့ထုတ်ပြန်ချက်ကလည်းထုတ်ပြန်ချက်တာလင်းဖြစ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီဒီဒီရည်ရွယ်မှုကိုရှောင်လွှဲနိုင်ဖို့ခက်ခဲနေတယ် နော်ခောက်ခက်ခဲနေမယ်အဲ့တော့နောက်တစ်ခုကဘာလို့ဆိုတော့ကျွန်တော်နိုင်ငံပေါ်မှာစာနာထောက်ထားမှုအားနေကြနေမယ်ဆိုတော့ငလင်းလိုမျိုးဒုက္ခရောက်နေတဲ့အချိန်ကြီးမှာတော့ငလင်းဘေးတင်ပြီးတော့တိုင်းပြည်ကပြန်ထောက်ထားမှုခက်ခဲကြတဲ့နေတဲ့အချိန်မှာတော့ဒီကောင်တွေကဒီလိုလှုပ်ရတယ်ဆိုတာဒီကောင်တွေကိုတမိုင်းမှာဘာလဲကဘာကြည်တော်လဲဥဒန်းဥဒန်းမကြည်ဘူးဆိုတာမျိုးကျွန်တော်ကတော့တမိုင်းမှာမှတ်တမ်းနေထားပါပဲဒီကောင်တွေလုံးဝကဘာကြည်တော်လဲဥဒန်းမကြည်ဘူးမြန်မာနိုင်ငံသားအလုသမား၃၄သိန်းသိန်းနဲ့ကြည်တော်အလုသမားတွေဒုကြီးကိုအလုလက်မဲ့ဖြစ်အောင်လုပ်တဲ့အာရလိုအုပ်စုကိုတွားပြီးတွန့်ပို့တဲ့ခြုံတုံးအုပ်စုနဲ့အာရလိုမှာအဲ့လိုဆုံးဖြတ်လိုက်တဲ့အဲ့ဒီနိုင်ငံချို့တွေအပေါ်မှာ ကျွန်တော်တို့အနေနဲ့ကတော့ပွင့်နေပြောရင်တော့မင်းတို့လည်းမင်းတို့မိုးကောင်းလုံးရွာထားကြလို့ပဲကျွန်တော်တို့ပြောပါမယ်တက်မယ်ဆိုတော့မင်းတို့မိုးကောင်းလုံးရွာထားကြပါကွာအေးပေဖြစ်တော့တော့ခံလိုက်တာပေါ့တူဖြစ်တဲ့ချင်းထုတဲ့ခါကျရင်တော့မင်းတို့အဲ့တော့မှရက်ဆက်တယ်လို့ပြောကြကြည့်ပေါ့ဒီလိုပဲကျွန်တော်မှတ်ထားခြင်းပွင့်နေပြောရင်ဒီလိုပဲကျွန်တော်ခံစားခြင်းနဲ့အဲ့တော့နတ်ဆက်ကတော့သူ့လူကိုသူ့လုံးလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ထုတ်ပြန်ခြင်းတွေထုတ်ပြီးတော့တုံ့ပြန်လိမ့်မယ်လို့ယူဆတယ်ပြီးတော့အဲ့ပွဲမှာကကျွန်တော်တို့အထယ်ချုပ်အသင်းသို့မဟုတ်ကိုယ်သက်မှုအသင်းချုပ်ကတော့ခိုင်ခိုင်လွယ်လွယ်အုပ်စုတွေသွားထိုင်ပြီးတော့စီဝေးထိုင်ပြီးတော့ပြောခဲ့တယ်သူတို့လည်းပြောနိုင်သလောက်ပြောတတ်သလောက် ပြောခဲ့ပြောခဲ့ကြတယ်လို့လည်းကြားတယ်အဲ့တော့ဒေါခိုင်ရွယ်တာလင်းဒီဖြစ်စဉ်အသေးစိတ်သိလိမ့်မယ်ဒေါခိုင်ရွယ်ပဲသိလိမ့်မယ်ဒေါခိုင်ရွယ်ကအထက်ချုပ်ကထဲချုပ်တို့နောက်တစ်ခါကိုယ်စက်မှုသိချုပ်ကနော်ပိပိသွသွဲနဲ့ရပိပိသွသွဲနဲ့မြို့သမီးနော်အဲ့တော့အဲ့အမျိုးသမီးက UMC မှာနှစ်ပေါင်းများစွာကျွန်တော်သိတဲ့လောက်တန်တန်းတစ်ခုကျွန်တော်တရင်တော့တန်တန်းတစ်ချုပ်မှာအဲ့ UMC မှာသူအမြဲဆုံးများဆုံးမြင်ရတယ်ဆိုတော့အဲ့ဒေါခိုင်ရွယ်တို့သွားထိုင်ပြီးတော့အဲ့အလိုမှာသူတို့လည်းကောင်တာပြန်ပြောဖို့ကြိုးစားပါတယ်ဒါပေမဲ့သူတို့ဘယ်တော့ကြိုးစားကြိုးစား ဟိုကအစတည်းကသူ့မှာအာဂျန်နာရှိနေပြီးသားဖြစ်နေတယ်ဒီအာဂျန်နာအတိုင်းကိုပဲ decision လုပ်လိုက်တာကျွန်တော်တို့နိုင်ငံခံရတာပါပဲဆိုတော့စိတ်မကောင်းစရာပါပဲဒါကတော့မြန်မာလူသမားတွေနဲ့မြန်မာဒီလှုပ်ရှင်တွေပေါ့နော်ဒီအလှုပ်ရှင်တွေအတွက်စိတ်ဝင်လှုပ်ရှင်လုပ်ငန်းရှင်တွေတော်တော်လေးစိတ်မကောင်းစရာတစ်ခုတော့ဖြစ်တယ်နော်ဒါလေးကတော့ကျွန်တော်ကြုံလို့ ILO ကိစ္စစိတ်မကောင်းတာချက်ပြပါတယ်နောက်တစ်ခုကတော့ American ကမြန်မာအပါအဝင်နိုင်ငံဆက်နိုင်ငံကိုပြည်ဝင်ခွင့်ပိတ်ပလိုက်ပါတယ် American ကကုလသမဂ္ဂဒေါ်နယ်ထရန်ကြီးက sorry American သမ္မတဒေါ်နယ်ထရန်ကြီးကကင်ထည့်လိုက်ပါတယ် ့ပြူငွေပိတ်လိုက်တယ်ဆိုတော့တချို့ကလည်းနောက်နောက်ပြောင်းပြီးပြောကြတာရှိတာပေါ့ဗျာပြူငွေပိတ်တယ်ဆိုတော့တချို့ကလည်းနောက်နောက်ပြောင်းပေါ့တော့ဒါဘာပြောပြောကြတာရှိပါနောက်နောက်ပြောင်းဟိုဆရာသမားတို့ကပိတ်တယ်သာပြောတာဒီကလည်းစားတယ်ထွက်ခွင့်မမပေးတာအခုပဲကျမတို့ကပိတ်တယ်ပြောတာမြန်မာပြည်ကထွက်ခွင့်မမပေးတာဗျာလူလို့လာတယ်ဆရာပြပြောကြတယ်ဒါတော့လေပြောပြောရှင်တော့ပြောမြန်မာတွေကဖြစ်လာတဲ့အခင်းချင်းပုံပါပဲပျော်အောင်နေတတ်တာပေါ့ဗောနော်ပြတာပါဒါပါပဲဆိုတော့ဟိုမထုမှမထုတော့ဘူးเนาะဆိုတော့အဲ့တော့အမေရိကန်ကသူအမေရိကန်ထုတ်ပြချက် ဒေါ်နယ်ဒေါ်နယ်ထရန့်ကသူလက်မှတ်ထိုးထုတ်ပြန်တယ်ဂျော်လာလေးရဲ့ကထုတ်ပြန်တယ်။ဘာလဲဆိုတော့ကြားကြမှာအာဖဂန်နစ္စတန်မြန်မာချတ်ကွန်ဂိုအီကွေတိုရီယယ်အီကွေတိုရီယယ်ဂီနီအာအီရီထရီးယားဟေဒီအီရန်လီဘီးယားဆိုမာလီယာဆူဒန်ဂျီမင်အစရှိတဲ့နိုင်ငံသားတွေကိုသူတို့နိုင်ငံကိုဝင်ခွင့်ကန့်သတ်လိုက်တယ်။ပြောရရင်ဝင်ခွင့်ကန့်သတ်ဆိုတာဒီကနေ့ကျင်ညာတဲ့လက်မှတ်ထိုးတဲ့နေ့ရက်စပြီးအာနာတက်ရောက်တယ်။အဲ့တော့ပြောချင်တာဂျော်လာလေးရဲ့နေ့မနေ့ကညအစပြီးနောက်ဖြစ်လာမဲ့ဟာတွေအခုတချို့လေရင်လက်မှတ်ဝယ်ထားတဲ့လူတွေတော့စသွားပြီ။ဆုံးပြီ။လေရင်လက်မှတ်ဆုံးပြီဝင်လို့မရတော့ဘူးလေ။ပြင်ခွင့်ပိတ်ပစ်လိုက်တာ။ တို့နိုင်ငံကိုမြန်မာနိုင်ငံသား passport ကင်ထားပြီးဝင်လာမယ်ဆိုတော့မလာနဲ့တော့မလာနဲ့တော့ဆိုပြောရတာဒါပဲအဲ့တော့အကြွေးများအဲဂျွန်လာလလယ်မှာအမေရိကန်သွားဖို့တခါလေအလဲပတ်သွားဖို့လို့အာ shopping trip ဖို့လို့အဲအသားသမီးပညာရေးဘာပညာရေးညာရေးစီးပွားလုပ်ဖို့လို့သွားမယ်လို့ရရှိရင်ပြီးပြီသွားလို့မရတော့သွားလို့မရတော့နော်အဂရင်းကရရတိုင်းတော့မျိုးပေါ့ဗျာအဲ့လိုမဟုတ်ဘဲနဲ့ဆိုရင်တော့သွားလို့မရတော့ပြီးသွားပြီပိတ်ခံလိုက်ရပြီဆိုတော့ဒါပိတ်ခံလိုက်ရတာပေါ့အဲ့တော့သူတို့တွေလားဆိုတော့မဟုတ်ဘူး Burundi Burundi နော် Cuba Laos Sierra Leone Togo Turkmenistan ဗင်နီဇွဲလားအစရှိတဲ့နိုင်ငံတွေကိုတော့ပြည်ဝင်ခွင့်တစ်စိတ်တစ်ပိုင်းကန့်တတ်မယ်ပြီးတော့ယာယီအလုပ်ဗီဇာအချို့ကိုခွင့်ပြုမယ်လို့ပြောတယ်ဆိုတော့ကျွန်တော်နိုင်ငံတွေကကန်ဆိုးတာအာဖဂန်နစ္စတန်မြန်မာချတ်ကွန်ဂိုအီကွေတိုရီယယ်ဂီနီအီရီထရီးယားဟေတီအီရန်လီဗီးယားဆိုမာလီယာဆူဒန်ယီမင်ပြီးတော့အာဖဂန်အာဖရိကကဒေသတွေရယ်အာဖရိကဒေသတွေရယ်အရှေ့လေပိုင်းဒေသတွေရယ်နောက်မြန်မာရယ်ပေါ့အာဆီယံမှာဆိုမြန်မာပေါ့ဗျာတနိုင်ငံနဲ့ထူးထူးခြားခြားပါလာတယ်ဆိုတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဆုံးဖြတ်ချက်ကတော်တော်လေးထူးဆန်းတယ်လို့ခေါ်တာထူးဆန်းတယ်လို့ခေါ်တာပေါ့ဒါအခြေခံဘယ်ကနောက်ခံကြောင်းတွေကဘယ်ကစဖြစ်လာလဲဆိုတာစဉ်းစားစရာတော့ကောင်းတယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကပြန်ကြည့်မယ်ဆိုရင်ဒီထက်မှပါလာပါကစ္စတန်လိုမျိုးအိန္ဒိယနဲ့ချနေတဲ့နိုင်ငံတောင်သူတို့ကဟိုတစ်ချိန်လုံးကအမေရိကန်ကပါကစ္စတန်ကိုဟောပစ်တာမဟုတ်ဘူးညာဒါပေမဲ့သူကအခုပါကစ္စတန်တောင်ကဘာမလို့တကယ်ကိုစဉ်းစားဖို့ကောင်းတယ်ပါကစ္စတန်တော့ဘာမလို့ဆိုတော့အခုဒီရုရှားလိုနိုင်ငံတွေကသူမပိတ်ပင်ကတ်တာဘူးရုရှားကသူနဲ့စင်ပြေလွန်လာတယ်လေဟုတ်လာတာမဟုတ်ဘူးတရုတ်လိုနိုင်ငံကသူမကတ်တာဘူး နော်အခုပြောရရင်တော့အရှိလဲပဲယူကရိန်းလည်းသူဘာမလုပ်ပြောဒီအရှိလဲမှာတခြားနိုင်ငံတွေကန့်သတ်မဲ့နိုင်ငံတွေရှိတယ်သူမကန့်သတ်ဘူးပြောပြောချင်တာမြန်မာလိုနိုင်ငံကိုထည့်ကန့်သတ်တယ်ဆိုတော့ထည့်တတော်ကိုစဉ်းစားကြရကောင်းတဲ့နိုင်ငံစဉ်းစားကြရကောင်းတဲ့ကိစ္စတခုပဲဆိုတော့အမေရိကန်မှာလက်ရှိရောက်နေပြီးသားမြန်မာတွေအတွက်ကတော့ပြပပြင်းပြပပြင်းတော့ပြန်နှင်ဖို့တော့ပြန်နှင်တာပေါ့မြန်မာပြည်ကိုပြန်နှင်လို့တယ်ပေါ့နှင်လို့တယ်ဆိုတဲ့ဇလန်းကအဲရှိနေတယ်လို့အခြားဘက်မှာရှိနေတယ်လို့သူတို့ထောက်ဝင်လာတာကိုခွင့်ပြုဆိုတဲ့ပုံစံမျိုးအဲ့တော့ မဲဆောက်တို့ချင်းမိုင်တို့မှာရောက်ပြီးတော့အမေရိကကိုထွက်ဖို့ထွက်ခွင့်ရဖို့စောင့်စားစောင့်စားနေတဲ့ NUG ဘက်တော်သားတွေအုပ်စုတွေကတော့အမေရိကန်အိမ်မက်ကအပြည့်ပြဲသွားပြီအမေရိကန်အိမ်မက်ကဒေါ်နယ်ထရန့်ထုတ်တဲ့ကြည်သွားပြီအမေရိကန်အိမ်မက်ကဒေါ်နယ်ထရန့်ထုတ်တဲ့ကြည်သွားပြီကျွန်တော်တို့ကတော့အမေရိကကိုသွားကျင်လာမယ်ပုံပေါ်နေပြီးတော့သွားကြရအကြောင်းလည်းမရှိဘူးအမေရိကသွားရမှကျွန်တော်အမေရိကသွားရမှကျွန်တော်ဘွားကြီးကအောင်မြင်မယ်လို့ကျွန်တော်ခံယူမထားဘူးကဘာကြီးရဲ့မြည်သည့်နေရာမှာပဲရှိနေရှိနေကျွန်တော်တို့ကကဘာကြီးရဲ့မြည်သည့်နေရာမှာပဲပွန့်ပွန့်တေးကြတာကျွန်တော်တို့ရဲ့ဇနတ်ဟာ တက်ရောက်ရာဒေတာတခုတော့ပြက်နှံ့ပြီးမွေးပြန့်နေပါပဲအမေရိကန်ကြီးသွားပြီးကျွန်တော်ရင်းနှောင်းသွေးမွေးပြန့်စီဘူးအမေရိကန်ကြီးသွားပြီးတော့ကျွန်တော်လုတ်ဆရာမလုပ်ရဘူးကျွန်တော်အမွေနာကျွန်တော်နဲ့ဆက်ဆက်တဲ့အပတ်သက်တာဝန်မှာမွေးပြန့်နေပါလားဒါရှင်းရှင်းလေးပဲကျွန်တော်ကကဘာမှာလူဘီလီယံ9 9ဘီလီယံကျော်ရှိတယ်10ဘီလီယံခုလူ10ဘီလီယံရှိတယ်10ဘီလီယံလုံးကိုကျွန်တော်တို့လိုက်ပြီးစီးအောင်ဆရာကြောင်းလည်းမရှိဘူးစိတ်လည်းဝင်စားနိုင်ဘူးပုံမှန်လည်းပြော10ဘီလီယံလုံးနဲ့လိုက်စကားပြောလို့လည်းကျွန်တော်မဖြစ်နိုင်ဘူးကျွန်တော်တို့တနေ့တာပတ်သက်မှုတိုင်းမှာကျွန်တော်တို့တနေ့လုံးမှာစကားပြောနေတာလူတစ်တောင်းမပြီးဘူးအဲ့တော့ရှင်းရှင်းလေးပြောရရင်ကျွန်တော်အဲ့လောက်ဒီအမေရိကသားကိုကျွန်တော်တို့ခေါင်းထဲသိမ့်မရှိဘူး ကိစ္စရှိလို့မဖြစ်မနေအလုပ်ကိစ္စနဲ့သွားရဖို့မဖြစ်မနေနှစ်နိုင်ငံကိစ္စတွေသွားဖို့လိုရလိုက်သွားမယ်။ကျန်တဲ့ကိစ္စတော့ခဏအမေရိကန်သွားဖို့စိတ်ကူးကူမရှိဘူး။နော်ရှင်းရှင်းလေးပဲပို့နေပြီကျွန်တော်တို့ကျွန်တော်တို့ကဘာမှမဖြစ်ဘူး။ဒါပေမဲ့တခုတော့ရှိတယ်။စိတ်မကောင်းတာကဘာလဲဆိုတော့ပညာရေးနဲ့ပတ်သက်ပြီးတော့အမေရိကန်မှာပညာသင်ဖို့ချိတ်ဆက်ထားပြီးသားကလေးတွေအဲ့ကလေးတွေတော့တော်တော်ဒုက္ခအောင်မယ်။အဲ့ကလေးတွေတော့အဲ့တော့တို့တို့တော့စိတ်မကောင်းဘူး။သူတို့ဘာမဆိုင်ညာမဆိုင်ညက်သွားပြီသူတို့ဘာမဆိုင်ညာမဆိုင်ညက်သွားတာเนาะအမေရိကန်နဲ့ချိတ်ဆက်ပြီးစီးပွားရေးလုပ်နေကြတဲ့မြန်မာလုပ်ငန်းရှင်တို့သူတို့လည်းညက်သွားတယ်เนาะအမေရိကန်ချိတ်ဆက်ပြီးလုပ်တဲ့မြန်မာစီးပွားရေးလုပ်ငန်းရှင်တို့ညက်သွားတယ်အမေရိကန်မှာ ပညာရေးလို့ပညာရေးတဝက်တစားဖြစ်နေတဲ့အုပ်စုတွေသူတို့လည်းညှက်သွားတယ်။သွားလို့မဟုတ်ဘူးအုပ်စုညှက်သွားတယ်။ shopping ထွက်မှာတော့အလဲပတ်သွားမှာတော့ဟိုဟာတို့ဒီဟာတို့ကတော့အိုက်ကောင်တွေကတော့ဘာမှမဖြစ်ဘူးသွားရေးကိုမကြည့်တာ။ကိုယ်နိုင်ငံပတ်ဆံဟိုတော်တော့မတော့ဘူးမလို့ဘူးဒါဘာဖြစ်တိုးတော့ခုနကခုနကတိကျိုက်ဆုံးချသွားအဲ့ဒါဆုံးချသွားတယ်။ဒီနောက်ခံအကြောင်းတွေကဘယ်ရောက်ဖြစ်လာလဲဆိုကျွန်တော်သုံးသက်ချက်ပေါ့နော်ကျွန်တော်သုံးသက်ချက်ဖြစ်နိုင်ရည်ရှိဆုံးအကြောင်းရ America မှာရောက်နေတဲ့မြန်မာတွေရဲ့ဇယိုက်ကြမ်းကြမ်းနေအောက်တန်းကြတဲ့အပြုအမူအယူဆအနေထိုင်အပြောအဆိုလှုပ်ဆောင်ချက်တွေကြောင့် Donald Trump ခေါက်ကြတဲ့ပုံပေါ်တယ်။ဟုတ်ဒီမြန်မာကောင်တွေဘာကောင်တွေလဲအဲ့ဒီကောင်တွေ ဲ့ဒီကောင်ကြီးမြန်မာပြည်သူတို့ငါတို့နိုင်ငံရောက်လာတဲ့မြန်မာကောင်ကြီးဘာကောင်ကြီးလဲအဲ့ဒီကောင်ကြီးငါတို့တော်တော်ဒုက္ခပေးတဲ့ကောင်ကြီးဆိုပြီးတော့ဒါသူတို့နည်းနည်းလေးတော့မဖြစ်လိုက်တဲ့သဘောပဲစိတ်ညစ်သွားပြီနောက်ဆုံးကောင်ကြီးကောင်ကြီးမဝင်ခိုင်းတော့ကွာအောင်တော့တယ်ကောင်ကြီးအဲ့ဒီသဘောပဲသူ့ရဲ့သူ့ရဲ့သူကာကွယ်တာဗျာဆိုတော့ဒေါ်နယ်ထရန့်အနေနဲ့ပြောမယ်ဆိုသူ့ရဲ့သူကာကွယ်တာမမားဘူးဗျာသူ့ရဲ့သူကာကွယ်တာမမားဘူးကျွန်တော်ကဒေါ်နယ်ထရန့်မားတယ်လို့ဆိုပြောလို့မရဘူးသူ့ရဲ့သူကာကွယ်တာသူ့နိုင်ငံကိုသူကငရှုပ်တွေမလာစင်းနဲ့ကွာသူသဘောမျိုးလုပ်တာကျွန်တော်မြန်မာကောင်ကြီးကလည်းပြဿနာကအမေရိကကိုအလဲပတ်သွားမယ်ဆိုပြီးသွားတယ်ပြီးလည်းဟိုရတော့မပြန်တော့ဘူးမမပြန်မထွက်တော့ဘူးဆိုပြီးတော့တခါလဲမှောင်ခိုနေနေနောက်ဆုံး ရအောင်တခါတည်းဟို refugee ခံယူဖို့စ조사ကြတာရှိတယ်။နိုင်ငံရေးခေါင်းစဉ်တက်ပြီးအဲ့လိုခံစားရရှိတယ်။အဲ့ဒါမျိုးကိုဟိုရှေ့မှာရှိခဲ့ပြီ။အဲ့တော့ဒီရှေ့ကအမေရိကကိုရောက်သွားတဲ့မြန်မာတွေရဲ့မကောင်းတဲ့ဗီဇာမြန်မာအချို့ရဲ့ပေါ့ဗျာအကုန်လုံးပြောမြန်မာအချို့ရဲ့မကောင်းတဲ့ဗီဇာတွေဇယိုက်ဆိုးတွေဟိုစိတ်တက်ရုပ်ကမ်းမှုတွေဒီပေါက်တက်ခဲ့ရရှောက်လုံးမှုတွေကိုယ်နိုင်ငံကိုယ်တိတ်ခါကိုဖျက်ဆီးတဲ့ကောင်တွေအဲ့ဒီစိတ်စားတွေကြောင့်ဒေါ်နယ်ထရန့်ခေါင်းကိုက်သွားပြီးရောက်ပိတ်လိုက်တော့ကွာလုလိုက်တဲ့သဘောလို့ကျွန်တော်ခေါ်ချင်ချင်တယ်ပြီးတော့မြန်မာပြည်ကတယ်ရစီထွက်တဲ့ထွက်တဲ့တိုင်းပြီးပြောအမေရိကမှာမြန်မာမြန်မာတယောက်လိုက်ဘုံခွဲတာမရှိဘူး ရှင်းရှင်းပြောရင်အမေရိကန်မြန်မာတို့လိုက်ပြီးဘုံခွဲတော့တနက်လိုက်ပြတယ်ဆိုတာမရှိဘူးရှားပါတယ်ဗျာမရှိပါဘူးအဲ့တော့မြန်မာကအဲ့လိုပြဿနာမဟုတ်ဘူးဗျာ तू ကမြန်မာပြဿနာအဲ့လိုကြီးမဟုတ်ဘူးသို့တော့သူ့စိတ်ထဲမှာတော့မြန်မာတော်တော်ငှရှုပ်ပြီးပဲလို့ तू မြင်သွားပုံရတယ်ဒါကြောင့်မလို့ तू စောစီးနောက်ထပ်ငှရှုပ်တွေမလာအောင်တားတယ်ကွာသူတားလိုက်တဲ့သဘောလိုယူဆတယ်သို့တော်လည်းသူတို့အနေနဲ့ဒီမြန်မာကလာမဲ့လူတွေကိုခွင့်ပြုနိုင်ခြင်းရှိလားဆိုရင်အစိုးရချင်း government to government အလုပ်လုပ်မဲ့ကိစ္စမျိုးတွေတော့မဖြစ်မနေသူတို့ကျွန်တော်တို့မသိနိုင်တဲ့ပုံစံတွေပေါ့အဲ့ဒါတွေသွားတာမျိုးတွေတော့ရှိနိုင်ရှိတယ် ဒါတွေတော့ရှိနိုင်တယ်ပေါ့နော်။ဟိုအမေရိကန်စပိုင်တွေပေါ့အမေရိကန်ထောက်လိုင်းရေးအုပ်စုတွေနော်အမေရိကန်နဲ့အပြန်လှန်ထောက်လိုင်းလုပ်နေတဲ့အုပ်စုတွေဒါမျိုးတွေတော့ရှိနေတယ်အမေရိကန် CIA မွေးထားတဲ့မြန်မာတွေဒါတွေဆိုရင်တော့တွားလာတာရှိနိုင်ချင်ရှိတယ်နော်အဲ့ဒါမျိုးတွေတော့ရှိနေတယ်ကျွန်တော်ကတော့ကျွန်တော်တာမန်ခါတော့ကျွန်တော်တို့ကမဖြစ်နိုင်ဘူးနောက်တစ်ခုမြန်မာနိုင်ငံရှိတဲ့လူတန်း53တန်းလောက်ရှိသောပုံကူတွေအကုန်လုံးအမေရိကန်မတွားရအမေရိကန်53တန်းမှာပုံကူလည်းပြောအမေရိကန်တွားတဲ့လူကတတန်းမပြေပါဘူးဗျာဟောအဲ့တော့တတန်းတော့ပြေတော့ကျွန်တော်53တန်းနဲ့ဘာမှမဆိုင်ဘူးပဲမှတ်လိုက်အမေရိကန်ပိတ်ဖို့မကလို့ပဲတတလုံးမဲမလာခိုင်းတဲ့ဦး ရှင်းရှင်းလေးပြောရရင်တော့အဲ့ဒီ53သန်းမှာတသန်းအောင်ပြည့်တဲ့အတွက်ကျန်တဲ့53သန်းအတွက်ဘာမှမဆိုင်ဘူးအရေးကိုမကြည့်ပါဘူးတခုတော့ရှိရဲသတင်းအရာပြောမယ်ဆိုရင်တော့အမေရိကန်မှာပိတ်ပလိုက်တယ်ဆိုတဲ့သတင်းရသတင်းဆိုးဖြစ်နေထွက်သွားတော့စိတ်မကောင်းကြဘူးဒါလေးပဲရှိတာကျွန်တော်ကတော့အမေရိကန်မသွားလို့ကျွန်တော်တို့ထမင်းကသေးတယ်မသားမြန်မာပြည်မှာတော့မရှိတော့ဘူးတဲ့နော်အမေရိကန်မသွားလို့ထမင်းကသေးတယ်မသားတော့မြန်မာပြည်မှာမရှိတော့ဘူးလို့ကျွန်တော်ယူဆတယ်နောက်ပြီးတော့အမေရိကန်အဲ့လိုပိတ်ဆို့ကန့်သတ်မှုတွေဖြစ်စဉ်အကြောင်းရင်းဒီ NUG ဘတ်တော်သားတွေရဲ့အောက်တန်းကြတဲ့ delay ဇိုက်ဗီဇာအပြုတ်မှုလုံဆောင်ချက်တွေကြောင့်အခြေခံမြေပြားခံပြီးစဖြစ်လာတယ်လို့ကျွန်တော်တို့အဲ့ဒီအချိန်မှာကောက်ချက်ချတယ် ပေါ်လာပြောတော့အဲ့မှာမြန်မာပြည်ကသွားပြီးတော့ပြန်မလာဘူးဟိုမှာသွားပြီးနိုင်ငံရေးခေါင်းစဉ်တက်ပြီးတော့မျိုးစုံခိုလုံနေပေါ့ဗျာမျိုးစုံကျိုးခုံပြီးတော့ခိုလုံကိုကြိုးစားကြတဲ့ဇလန်နေကြောင်းလို့ပြောချင်တယ်ဇလန်နေရဲ့အမြင်ရေးတဲ့ကြတော့ဗျာနော်အဲ့ဒါကြောင့်မကျွန်တော်ပြောချင်ပါတယ်နော်ဆိုတော့လောဆိုတော့အဲ့လိုတွေ့ရတယ်ဒါပေမဲ့တရုတ်ကြတော့လဲတယ်ဗျာတရုတ်ကြတော့လဲဘယ်လိုလဲလဲသိလားတရုတ်ကြတော့အခုပြီးခဲ့တဲ့နှစ်ရက်လောက်ကပဲရှင်ထုတ်ပြန်လိုက်တယ်အာဆီယံ၁၀နိုင်ငံနဲ့ plus ရှစ်ဒီမော့အပါဝင်ပေါ့နော်ရှစ်ဒီမော့အပါပေါ့အဲ့ဒါကလုံးကို အထူးဗီဇာပေးမယ်တဲ့ကဲ तू ရောက်လာအထူးဗီဇာပေးမယ်တဲ့တရုတ်ကလည်းလဲတယ်ဗျာကဲစီးရုံလား तू ကလည်းတိုက်တိုက်စင်တိုင်းပေါ့တော့အမေရိကန်အဲ့လိုပိတ်တာရဲ့တရုတ်ကဒီကဟွာရရှေ့စင်နောက်စင်လေးဖြစ်လာတာရှေ့စင်နောက်စင်လေးပဲဆိုတော့မြန်မာပြည်အပါဝင်အာဆီယံ၁၀နိုင်ငံရဲ့အရှိတီမောအခုမှဝင်မဲ့နိုင်ငံရဲ့၁၇နိုင်ငံပေါ့အဲ့ဒီနိုင်ငံတွေအကုန်လုံးကိုအထူးဗီဇာပေးမယ်ဟိုစီးပွားရေးကိစ္စတွေလာမယ်ဆိုရင်အထူးဗီဇာတွေပေးမှာဆိုပြီးတော့တရုတ်ကညင်ညာလိုက်တယ်ညာရတော့မြန်မာပြည်ကလူတွေတရုတ်ကိုသွားမလားအခုအထူးဗီဇာရနိုင်တယ်ပေါ့နော်သိပြီမြန်မာတွေဘာတွေကတ်တတ်မယ်ဆိုရင်အရင်တင်းတင်းကြပ်ကတ်တတ်တယ်မလို့တော့ပဲနဲ့အထူးဗီဇာပေးမယ် အဲ့ဒီဗီဇာတွေကင်ပြီးတော့မြန်မာပြည်ကဟိုကားရောင်းတဲ့အဖွဲ့တွေပေါ့ကားသွင်းတဲ့အဖွဲ့တွေ EV ကားသွင်းတဲ့အဖွဲ့တွေနောက်ဆိုလာပြရောင်းမဲ့အဖွဲ့တွေစသဖြင့်ပေါ့ဗျာဒီ technology technology နဲ့ဆိုင်တဲ့ကိစ္စတွေပေါ့ EV ကားရောင်းတဲ့အဖွဲ့တွေများတုတ်ပြီးခဏခဏခေါက်တော့ခေါက်ပြန်သွားပြီးတော့ဟိုကဟိုကမတုံးတော့တဲ့ company ဖြတ်သိမ်းတဲ့ကားတွေကိုဒီဘက်တယ်လာပြီးတော့ဒီမှာလာရောက်နေကြတာတော့ကျွန်တော်မသိဘူးเนาะတော်တော်ခါကြရင်စဉ်းစားကြတော့သိကောင်းတယ်အဲ့တော့တကယ်ကျွန်တော်မြင်ပြောရင်တုတ်ပြီးမှ company ဖြတ်သိမ်းတဲ့ EV ကားတွေတချို့မြန်မာပြည်ကိုသွင်းလာသွင်းလာပြီးတော့အဲ့ဒီကားတွေကိုဒီမှာလာပြီးတော့ဟိုတရားဖို့သုံးစီတာတွေပေါ့ဗျာဒီလေးရောက်တော့တထောင်ဖို့သုံးစီတွေဖြစ်အောင် မာကတ်တင်ဖန်တီးပြီးတော့ဈေးဝယ်ဖန်တီးပြီးတော့ရောင်းစားနေကြပြီလားအဲ့လိုလူတွေအတွက်များတရုတ်ကတမန်များလမ်းဖွင့်ပေးနေတာတော့မသိဘူးတခါကြရတယ်။အဲ့လိုတော့ရှိတယ်။ဆိုတော့ဒါပေမဲ့လောလောဆယ်တရုတ်ကတော့အထူးဗီဇာပေးမယ်ဆိုတာမျိုးတရုတ်ကအကြီးညာလိုက်တယ်။အဲ့တော့အမေရိကန်ပိတ်ပြီမဲ့တရုတ်ကအထူးဗီဇာထပ်ပေးလိုက်တယ်။ဒါကလည်းထူးခြားတဲ့တိုက်ဆိုင်မှုတစ်ခုတော့တွေ့ရတယ်။ဒါလေးတစ်ခုပေါ့နော်။အဲ့တော့တရုတ်ကိစ္စပြောရင်တရုတ်တွေအနေနဲ့ကထောက်လိုင်းကိုရင်တရေရန်ကောင်းတယ်လို့ကျွန်တော်ကနားလည်ထားတယ်။ဘာလို့ဆိုတော့တရုတ်နဲ့ပတ်သက်ရင်ဆိုးရိုးစကားတစ်ခုရှိတယ်။နေရာတစ်ခုလမ်းတစ်ခုမှာတရုတ်စားတော့ဆိုင်တစ်ဆိုင် တရုတ်ပစ္စည်းရောင်းဆိုင်တစ်ဆိုင်เนาะတရုတ်တရုတ် အစ်စ်ကလာလို့တာပေါ့တော့เนาะအဲ့လိုဆိုင်တစ်ဆိုင်ရှိလာပြီဆိုရင်အဲ့ဒီဆိုင်ကတရုတ်ပြည်မာကြီးရဲ့ထောက်လိုင်းဆိုင်တစ်ဆိုင်ဖြစ်တယ်အဲ့စကားရှိတယ်ဒါဒီဒီအတိုင်းဝိုင်းတစ်ခုမှာအဲ့စကားရှိတယ်ရှိတော့ပြောရရင်တော့ခင်ဗျားတို့လမ်းထဲမှာတရုတ်နိုင်ငံတဲကနိုင်ငံသားတယောက်ကမြန်မာတရုတ်နဲ့ပတ်သက်ပြီးတော့ဆိုင်ဆိုင်လာဖွင့်တယ်ဆိုပါစို့ခင်ဗျားတို့လမ်းထဲမှာအဲ့ဆိုင်ကတရုတ်ထောက်လိုင်းဆိုင်တရုတ်ပြည်မာကြီးကိုသတင်းပြန်ပို့ရတဲ့ထောက်လိုင်းဆိုင်ဆိုင်ဖြစ်နိုင်တယ်ဆိုတဲ့သတင်းစကားပေါ့အဲ့ဒါရှိတယ်အဲ့တော့ဖြစ်နိုင်လားဆိုရင်တော့ ဖြစ်နိုင်တယ်ဗျဖြစ်နိုင်တယ်အဲ့တော့တရုတ်ထောက်လိုက်ရသတင်းကြိုရနိုင်တယ်မြန်မာပြည်ထဲမှာရှိတဲ့မီဒီယာထဲမှာလည်းတရုတ်ထောက်လိုက်တွေဝင်ထားပြီးသားနိုင်ငံရေးသမားတွေထဲမှာလည်းဝင်ထားပြီးသားနိုင်ငံတိုင်းဝန်တော်စီးပွားရေးတိုင်းဝန်တော်တရုတ်ထောက်လိုက်ဝင်ထားပြီးသားစစ်တပ်တွေစစ်တပ်ကစစ်တပ်ခေါင်းဆောင်ဖြစ်လာလက်ထံတော့ပို့ဝရဲကိုလည်းတရုတ်က investment လုပ်ရင်လုပ်ထားမှာပဲစစ်တပ်ထဲမှာလည်းဘာလုပ်ထားနိုင်တယ်ဗျာဆိုတော့နိုင်ငံရေးရလုပ်ကိုလုပ်ပါဒီကောင်နဲ့ investment ကမြန်မာကတက်မတော်ခေါင်းဆောင်ဖြစ်လာမဲ့လူတွေတဲကိုလည်း investment လုပ်ရင်လုပ်ပါဒါဖြစ်နိုင်တယ် ဝင်ကြီးဖြစ်မဲ့လူတွေကိုလည်း investment လုပ်လိမ့်မယ်လွှတ်တော်အမှတ်တွေကိုလည်း investment လုပ်လိမ့်မယ်တရုတ်ကအဲ့တော့တရုတ်ထောက်လိုင်းရေးတွေကပုံစံမျိုးစုံနဲ့မြန်မာပြည်ထဲမှာပြန့်နှံ့နေတယ်ပြောမရအောင်ကျွန်တော်အိမ်ပေါ်တော့ရောက်ရောက်နေပါတရုတ်ထောက်လိုင်းရေးကကျွန်တော်အိမ်ပေါ်တော့ရောက်ရောက်နေပါအဲ့တော့တရုတ်ထောက်လိုင်းရေးတွေကအဲ့လောက်ထိရှိနေတယ်ပြန့်နှံ့နေတယ်အဲ့တော့ပြန့်နှံ့တဲ့ဒီကောင်လေးသတင်းကြိုရတတ်တယ်ဆိုတဲ့အားကြောင့်ကျွန်တော် ပြောချင်တာအခုမြင်းချံခရိုင်ထဲမှာရှိတဲ့ဒေသပေါ့ဗျာမြင်းချံခရိုင်ထဲမှာတရုတ်နိုင်ငံသားတွေအနေနဲ့ဥတော်ဟိုသွားလာလာမလုပ်ကြဘူးဆိုပြီးတော့တရုတ်ကောင်မန္တလေးမှာရှိတဲ့တရုတ်ကောင်စစ်ဝင်ရောက်အချင်းညာတယ်ပြောချင်တာကတော့မြင်းချံခရိုင်ထဲမှာ အန္တရာယ်ရှိတယ်တိုက်ပွဲတွေဖြစ်လာနိုင်တယ်တိုက်ခိုက်မှုတွေတိုက်ပွဲတွေအကြီးကျယ်ဖြစ်လာနိုင်တယ်အဲဒါကြောင့်မလို့မင်းတို့တေးယုံနိုင်ငံသားတွေအနေနဲ့အဲ့ဘက်ကိုခီးမသွားကြဘူးမလို့ဘက်တွားဖို့မသွားကြဘူးတွားမယ်ဆိုရင်တော့တေးယုံကောင်စစ်ဝင်ကိုအတိပေးကြဖို့စသဖြင့်အကောင်တွေသတင်းကြိုပေးတယ်ဒါကိုကြည့်ကြည့်ရမယ်ကျွန်တော်ကစစ်ရိတ်စစ်ငွေကိုတွားသတိထားမိတယ်တေးယုံထောက်လိုင်းရင်းနဲ့တေးယုံကောင်စစ်ဝင်ဖွဲ့စည်းရေးတွေကကြည့်ရတာတေးယုံထောက်လိုင်းရဲ့သတင်းပေးတွေကြောင့်တေးယုံကောင်စစ်ဝင်နဲ့တေးယုံအစိုးရကသိပြီးတော့သူ့တေးယုံနိုင်ငံသားတွေစိတ်ပူလို့တေးမာဆိုးလို့ထိခိုက်ကုန်မှာဆိုးလို့ အဲ့ဒီမြင်းချံခဲတဲ့ဝိုက်ကိုမသွားနဲ့မြင်းချံတထိုးကြီးတောင်းတာဆက်ရှိအဲ့ဒီနေရာမသွားနဲ့ဆိုတာမျိုးတွေပြောတာလားလို့ကျွန်တော်ကောက်ချက်ချဆိုတော့ဒီညမှာတိုက်ပွဲတွေကြီးကြီးဖြစ်လာနိုင်ခြင်းရှိတယ်လို့ကောက်ချက်ချရမလို့ဖြစ်နေတယ်ဘာလို့ဆိုအဲ့နာတော့ဝိုက်ကခဏခဏဖောက်လို့တည်ရဖြစ်ကြတယ်ဆိုတော့ပြောရရင်တော့တေးဝဲထောက်လိုက်ရဲ့သတင်းပေးချက်ကတိတ်ကြောက်စရာကောင်းတယ်လို့ကျွန်တော်မြင်တယ်ဒါတေးဝဲထောက်လိုက်ရဲ့ရှာလာတဲ့သတင်းကြောင့်တေးကောင်စစ်ဝေယုံကနေပြီးတော့သူ့နိုင်ငံသားတွေကိုသူသတိပေးလိုက်တဲ့စာတေးကောင်စစ်ဝေယုံထုတ်ပြန်ထားတယ်တေးဝဲလို့ထုတ်ပြန်ထားတယ်အဲ့ဒါလေးကိုကျွန်တော်တွေ့လိုက်ရတယ်ဒါတို့တွေ့လိုက်တော့ကျွန်တော်တို့ဒါလည်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ထည့်ပြောချင်တယ်အဲ့တော့ တရုတ်ကတော့တရုတ်ကိုသတိပေးတယ်ဆိုရင်တော့တရုတ်ထောက်လိုက်တဲ့သတင်းတရုတ်ကိုသတိပေးတယ်ဆိုရင်ကျွန်တော်ကတော့မြန်မာပြည်ပြောချင်တာမြန်မာပြည်အနေနဲ့လည်းသတိကြီးကြီးထားကြပါဒီကောင်းလေးသတင်းပေးတာအလကားမဟုတ်ဘူးเนาะအလကားမဟုတ်ဘူးအကြောင်းတစ်ခုတော့ရှိနိုင်ခြင်းရှိတယ်လို့ပဲကျွန်တော်တော့ကောက်ချက်ချပါတယ်အဲ့ဒါအဲ့ဒါအဲ့တော့ဘာပြောမြန်မာနိုင်ငံသားတွေအဲ့မှာတော့ရရှိမှာနေသတိထားနေထိုင်ကြဖို့လို့ပြောရင်းနဲ့ဒီနေ့တော့ကတော့ဒီလောက်ပဲရပ်ပြစီမနေ့ပြန်ကြရင်တော့ TNL ရဲ့ကိစ္စလေးတွေဆက်ပြောပါမယ်